ဟာလန်ကိုမတွေ့နိုင်ရင်မန်စီးတီးလည်းမနိုင်တော့ဘူးပရီးမီယာလိမှာညူကာဆယ်တင်းကိုရှောင်းနှင်းခဲ့ပြီးတဲ့နောက်မှာတော့ချန်ပီယံလိမှာလည်းနီးပြဘက်ကွာရီယိုလည်းမန်ချက်စတာစီးတီးတင်းကဒူရီယဲအင်ကွင်းအီဒီယံမှာပဲဘွန်နော်လီဂါကလပ်လေဗာကူဆင်တင်းကိုငကိုပြတ်နဲ့ထပ်မံရှောင်းနှင်းသွားခဲ့ရပါတယ်အင်ကွင်းမှာ၉တောင်မတွေ့နိုင်မဲ့ကိုပြတ်ရှောင်းနှင်းခဲ့တာကမန်စီးတီးတင်းအတွက်အိတ်ခါချစရာဖြစ်ခဲ့ရပြီးမန်စီးတီးတင်းကလည်းပွဲစားတိုက်ရှောင်းနှင်းမှုကိုရင်ဆိုင်ခဲ့ရပြီးမတည်ငြိမ်တဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်ဒီပြောင်းအက်ဒန်မရှိတော့တဲ့နောက်ပိုင်းမှာတော့အကြမ်းစားအပြင်းစားပြန်လာမှုတွေကိုလုံးပြနေတဲ့လေဗာကူဆင်တင်းက မန်စီးတီးတင်းကိုသူရဲ့အိမ်ခွေးမှာတောင်းနိုင်ယူခဲ့တာကအာအသင်းစီရတော့ဖိခဲ့ရတာအမှန်ပါပဲမန်စီးတီးတင်းကဒီပွဲမှာဂိုးကန်သွင်းမှုများစွာပြုလုပ်နိုင်ခဲ့ပေမဲ့ကိုမြောက်ခဲ့တဲ့တစ်ဖက်မှာဂိုးကန်သွင်းမှု၄တိတ်သာပြုလုပ်နိုင်ခဲ့တယ်လေဘောက်ကူစင်တင်းကငကိုရရှိသွားခဲ့တာကဘလုံးလကမမျောမနဲ့တဲ့သဘောတရားနဲ့မန်စီးတီးတင်းရဲ့ခန်းစည်အားနည်းချက်တွေကိုပြသခဲ့တာဖြစ်ပါတယ်လေဘောက်ကူစင်တင်းကတမ်မြန်တိုက်စစ်တွေကိုအသုံးပြုပြီးမန်စီးတီးတင်းကိုအပြစ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီပြောက်ဝါယူလာကဒီပွဲမှာဆယ်နေရာလောက်ထိတိတာတဲ့ပြောင်းလဲတွေကိုပြုလုပ်ခဲ့ပြီးတကအတင်းတွင်းညီညွတ်မှုနဲ့နားလည်မှုကိုထိခိုက်စေခဲ့တယ်လို့ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ် အထူးသဖြင့်ဒီပြကွာယိုလာကမစရီတင်းရဲ့အဓိကတိုက်စစ်မှုဖြစ်သူအဲလင်ဟာလန်ကိုပွဲထွက်လူစင်းကနေချန်လက်ထားခဲ့ပြီးအိုမာမာမုတ်ကိုနံပါတ်9နေရာမှာထားပြီးကစားခဲ့တာကပြိုင်မဲ့ခံစည်းကိုထိရောက်စွာဖိအားပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဟာလန်ကိုတော့ဒုတိယပိုင်း65မိနစ်မှာမှလူစားဝင်ကစားစီပေးမိတယ်။ချီနီကပြောင်းလဲသွားခဲ့ခြင်းမရှိပဲဒါကကွာယိုလာကအိုဗာတင်းကြီးဖြစ်လို့နဲ့လို့ဝေဖန်သူတချို့ကထောက်ပြကြပါတယ်။ကိုရီကိုအားလိုက်လို့ဒွိနေတဲ့ဟာလန်လည်းဒီပွဲနဲ့နယူကာဆယ်ပွဲတို့မှာနှစ်ပွဲဆက်တိုက်ဂိုးပေါက်ပျောက်သွားခဲ့တာဖြစ်ပါတယ်။ဒါကတိုက်စစ်မှုတစ်ခုမဟုတ်တော့ဘူးလို့ဆိုရတော့အောင်ပါပဲ။ဟာလန်ဂိုးပေါက်ပျောက်ရင်မက်ဆီနီယားလက်ကစိုးနေတာကအတင်းအကျပ်ဆွေးနွေးစရာအဓိကပြဿနာဖြစ်လာနေပြီး ကျောင်းသားမတို့ရဲ့ကိုတင်ဆွမ်းကြီးကအားနည်းနေကြောင်းကိုပေါ်ပြနေတာဖြစ်ပါတယ်။ဒါကနီးပြောက်ကွာပြောလာတော့ရလဆိုးတွေပြန်ရောက်လာတဲ့အချိန်ဖြစ်နေပါတယ်။ရာသီစောပိုင်းကလည်းဗစတီတင်းကအချင်းလေးဆိုးပြီးပြန်လဲတက်မှတ်နိုင်ခဲ့ပြီမလဲ။အခုကမှတော့ရလတွေပြန်လဲဆိုးဝါးနေပြီလည်းဖြစ်ပါတယ်။ဒီလိုမတည်ငြိမ်တဲ့ပုံစံမျိုးနဲ့တော့မစတီတင်းတို့ဖလားရဖို့ဆိုတာကတော့လွယ်မှာမဟုတ်ပါဘူး။အထူးသဖြင့်ပရီးမီယာလိမှာအာဆင်နယ်လိုမျိုးပြိုင်ပွဲတင်နေချင်းပြရမှာဒီလိုမျိုးမတည်ငြိမ်မှုကအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ကွာလီလကလက်တလောကမှာအင်တာဗျူးတစ်ခုမှာကုမဘလုံးရသည်ဆလာလို့ပြောခဲ့ပြီးတဲ့နောက်မှာတော့သူစကားတိုင်းဆိုရင်ဒီအချိန်မှာမစတီတို့နိုင်ပွဲမရသေးဘူးလို့တောင်ပြောရတော့မယ်လို့လောင်းကြောင်းတန်နေထွက်ပေါ်နေပြီး ইরাজিয়া কদেকা গোবা ববি ঠিকাই সিগে বারে আমার